အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာဒါ exchange တစ်ခုဖြစ်တဲ့ big gap ပေါ့နော်ဒါ crypto exchange ပေါ့ဒါကိုကျွန်တော်ဒါ account ဖွင့်တာကိုတဆင်ချင်းစီကျွန်တော်နားလည်မယ်ပေါ့နော်ဒါပထမဆုံးအနေနဲ့ကျွန်တော်ဒါ play store ကနေပြီးတော့ big gap application ကိုဒါ download ဆွဲမယ်ပေါ့ဆိုတော့ download ဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒါတဆင်ချင်းစီဖွင့်သွားလို့ရပြီပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်ဒီမှာ continue ပေါ့ application ထဲရောက်တာနဲ့ကျွန်တော်ဒီမှာ continue ဆိုတာတွေ့လိမ့်မယ် အာဆိုတော့ဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒါရှိတ်သွားမယ်ပေါ့နော်အာ continue ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ get start ဆိုပြီးတော့တွေ့ရလိမ့်မယ်ပေါ့ဆိုတော့ဒီဟာလေးကိုနှိပ်ပြီးတော့ဆက်သွားလိုက်မယ်ပေါ့အာဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒါ email နဲ့ဖွင့်မလားဖုန်းနံပါတ်နဲ့ဖွင့်မလားပေါ့နော်ကျွန်တော်ကတော့ email နဲ့ဖွင့်မယ်ဆိုတော့အပေါ်ဆုံးမှာကျွန်တော် email ထည့်မယ်ပြီးရင်တော့ကျွန်တော်ဒါ passport ရှိမယ်အောက်ကကျွန်တော်ဒီ refer code ထည့်မယ်ဆိုရင်တော့ဒါ trading fee တက်တာမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာ agreement ပေါ့နော်တအားလေးကို အမှန်ချစ်ချစ်ပြီးတော့မှ create account လုပ်လို့ရပြီပေါ့နော် okay ဒါပြင်တော့ကျွန်တော်ဒီမှာအာဒီဟာလေးတစ်ချက်လုပ်ပေးဖို့လိုရတယ်ပေါ့သူကမှအပေါ်မှာပုံလေးတွေပြထားပါနော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ဒါတခုချင်းစီကို line နဲ့ပြီးတော့ select လုပ်ပေးရမှာပေါ့နော်အဲ့ဒါပြင်တော့ okay နေလိုက်မယ် okay ပြင်တော့ကျွန်တော်ခုန email ထဲကိုကျွန်တော်ဒါ email လေးတစ်ခု mail တစ်ခုကြလာလိမ့်မယ်ပေါ့နော်အဲ့ mail လို့ကျွန်တော်ဒီမှာ copy ယူပြီးတော့မှဒီမှာ paste လုပ်ပြီးတော့ submit လုပ်လိုက်မယ်ပေါ့ အဲ့ဒါပြင်တော့ကျွန်တော်ဒီမှာ fingerprint ထားဖို့ option ရောက်လာလိမ့်မယ်ပေါ့နော်အာကျွန်တော်ကတော့နောက်မှထားမယ်ဆိုတော့ later လေးကိုနှိပ်လိုက်တယ်အဲ့ဒါနှိပ်ပြီးတော့ကျွန်တော် shape ကိုပြန်သွားလိုက်မယ်ပေါ့နော် okay ပြန်သွားပြီဆိုတာနဲ့ဒီမှာကျွန်တော် verify now ပေါ့နော်အဓိကဒီမှာ KYC verify လောက်ရမယ်အနေအထားကိုကျွန်တော်ရောက်ပြီပေါ့နော်အာဆိုတော့ဒီမှာ verify now ကိုနှိပ်မယ်ပြင်ဒီမှာတော့ government အနေနဲ့ကြာတော့ government issue document ပေါ့နော်အာ face record face verification ပေါ့ ဒီနှစ်ခုလိုအပ်မယ်ပေါ့နော်ဆိုတော့ okay verify now လုပ်မယ် okay verify now နဲ့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာဆိုရင်လက်ရှိကိုနေနေတဲ့နိုင်ငံပေါ့နော်ဒုတိယမှာကျတော့ကိုယ့်ရဲ့ဒီမတ်ပုံတင်ပေါ့တခြား passport ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နိုင်ငံကနေထုတ်ပေးထားရလဲပေါ့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံကနေထုတ်ပေးတာဖြစ်တယ်ဆိုတော့မြန်မာပေါ့နော်အောက်မှာ ID type ကတော့ကိုမတ်ပုံတင်ဆိုတဲ့မတ်ပုံတင်ပေါ့ ပါဆိုဆိုလဲပါဆိုပိုင်းအောင်ကဲဆိုလဲပိုင်းအောင်ကဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရေးပြီးတော့မှ so 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 next လုပ်မှာပေါ့နော်အာဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ so ID verification ပေါ့ okay i am ready ပေါ့နော်အာဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒါပထမဆုံးကျွန်တော်ဒါမပွန်တင်ဆိုလဲကျွန်တော်ရှေ့မြင်တာပေါ့နော်အာဒုတိယပုံမှာကျတော့ကျွန်တော်နောက်စာမြင်တာပေါ့အဲ့ဒါ so so upload လုပ်မယ်အာ okay အဲ့ဒါလေးပြီးပြီဆိုရင်တော့ကျွန်တော် so, next ကိုပြန်ပြီးတော့နိုင်မယ်ပေါ့ ဒါပြင်တော့ကျွန်တော်ဒီမှာ face verification ပေါ်လာလိမ့်မယ်ပေါ့နော်အာဒီဟာ start နေပြီးတော့မှကိုယ့်ရဲ့ face verification လုပ်မယ် face verify ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်စာမျက်နှာတစ်ခုပြင်ရောက်သွားမယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ဒီမျက်မှန်တို့ဘာတို့ပေါ့နော် match တို့ဘာတို့မတက်ရအောင်ပေါ့ပြင်တော့ကျွန်တော်ဒီစာမျက်နှာကိုရောက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ခဏစောင့်ဖို့လိုရတယ်ပေါ့ဒါနိုင်ပိုင်းနဲ့ကျွန်တော် mail တစ်ခုကြလာလိမ့်မယ်ပေါ့နော်ကျွန်တော် account ဒါ success ဖြစ်သွားရင်လည်း success ဖြစ်သွားတဲ့အကြောင်းပေါ့နော်မဖြစ်ဘူးဆိုလည်းမဖြစ်တဲ့အကြောင်းပေါ့ success ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒါ percentage deposit လုပ်လို့ရပြီ P2P မှာလည်းကျွန်တော်ဝယ်ရောင်းလုပ်လို့ရပြီပေါ့နော် trade လည်းယူလို့ရပြီပေါ့မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့အာနောက်တစ်ကြိမ်ပြန်ပြီးတော့ verify လုပ်ဖို့လိုအပ်မှာပေါ့နော်အာဆိုတော့ဒီလောက်ထိပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒါ account ဖွင့်တာပြီးဆုံးသွားပြီပေါ့ဆိုတော့ခဏိဗီဒီယိုမှာတော့ဒီလောက်ပါပဲလာမယ့်ဗီဒီယိုတွေမှာကျတော့ကျွန်တော်တို့ big cat နဲ့ပတ်သက်ပြီးတော့တခြား share ရင်းလုပ်ပေးကြရတယ်ကျွန်တော် share ရင်းလုပ်ပေးမှာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်